မာလာကျက်ဥချောင်းလေးတွေမှာကြက်နှစ်တက်တဲ့သူတို့အတွက်ကျက်ဥချောင်းလေးတွေကိုပုံစံအစုံအရသာအစုံနဲ့ရရှိနေပါပြီဒီလိုမျိုးနှလုံးသွဲကျက်ဥချောင်းလေးတွေကိုပဲကြိုက်လားမာလာကျက်ဥချောင်းသုံးလုံးသွဲအဆက်အထုံလေးကိုကြိုက်လားဒုံထိုးဟော့တော့လေးကိုကြိုက်လားဒီမှာနှမ်းကပ်အဆက်လေးဒါလေးကတော့ဟော့တော့အကိတ်ကြီးလေနော်ဒီမှာအချောင်းကြီးနဲ့လုံးဝစားကောင်းတော့ ဒီမှာ lucky sauce တွေတွေဆိုရင် အရသာ၃မျိုးအသေးထွက်ရှိထားပါတယ်။ဒီတရားမှာဘယ်အရသာလေးကိုကြိုက်ပြီးတော့ဘယ်ဟာလေးကိုလိုချင်လဲဆိုတာကိုရွေးချယ်လိုက်တော့နော်။ကျောင်းကြီးကျောင်းလေးစုံသွားတော့အရှိမရောက်ဘူးမျိုးမှာ lucky sauce တွေရတယ်အခုတော့ပုံဖတ်ထားတယ် original အရသာလေးပြီးတော့ကိုက spicy အရသာလေးရယ်နောက်ကပေါ်ရသာလေးပြီးတော့အရသာ၃မျိုးရှိတယ်။ဒီတရားမှာနောက်ဆုံးဖတ်ထားတဲ့ original အရသာလေးကိုစာကြည့်တယ်။ဒီမှာတော့ဒီဘက်ကျောင်းကြီးကျောင်းအကိတ် ီဥစ္စာလေးကသူက original လို့ပြောတာဒါပေမဲ့သူ့မှာထုံနဲ့ဆက်တဲ့အရသာပါမလားရိုးရိုး original လားဆိုတာကိုစကြည့်နေမယ်နော်အစဆုံးလို့ရှိရင်လည်းမီယူကြီးအဖက်တည်းနဲ့အမိအောင်တဲ့တကယ်ကိုစားကျင်ကြရပဲเนาะဒါပေမဲ့ဒါလေးပဲအရင်စားကြည့်လိုက်ပါမယ်ဒါလေးကမစားကြည့်ရဘူးဟိုဆက်ကလည်းအရင်တော့မဆက်ပါဘူးဒါပေမဲ့ကြည့်လိုက်တာနဲ့သူကမီယူကြီးအဖက်တည်းနဲ့ဆိုတော့စားကျင်ကြရတယ်ဒါကမွေးနေရပဲနှမ်းလေးတွေလည်းကတ်ထားတ ောင်းလွယ်ပြီးလဲသူကလေဟိုမဆက်ဘူးကြိုင်နှမ်းလေးတွေပေါ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 နဲ့စားရတဲ့အရသာလေးရယ်သူရဲ့ကျုပ်အကြောင်းကတင်းတင်းလေးနဲ့စားရတဲ့အရသာလေးကတကယ်စားပေါက်လို့အဆက်ကြိုက်တဲ့လူတွေဆိုရင်ဒီအနီအောင်ထုတ်ပေးရှိတယ်ပြီးတော့ပေါပေါရတာကြိုက်တဲ့လူတွေဆိုရင်အခုလိုမျိုးအမဲအောင်ထုတ်ကလေးရှိပါတယ်ဒါလေးကလုံးဝမဆက်ဘူးတော့ခရမ်းစားကောင်းပြီးတော့ မမတင်တင်လေးအဲ့လိုမျိုးကြောက်ကြောင်းကိုကြိုက်တဲ့ကူကအများကြီးကြိုက်တယ်။သူကစားအောင်တော့။ဒါရီယာကူတာနေရလေးရတော့ဒီ lucky sausage ကြောက်ကြောင်းကိုပဲဖြစ်ပါတယ်။ဒါလေးကအရသာ၃မျိုးရပါတယ်နော်။ဒါတွေကိုအခုလိုကြောက်ကြောင်းလေးတွေစုံစုံလေးလေးနဲ့လေ့ကျင့်နေလို့ရှိရင်တော့ နှစ်ပိုင်းမှာရဲ့မီနီမတ်မှာဝင်ပြရရှိနိုင်ပါပြီ